လေးစားရပါတော့တရားချစ်ခင်သူတော်စင်ဓမ္မတန်ဖိုးကဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းလို့ခင်ဗျာ ီနေ့ချိန်ခမ်းသမယတရားချစ်ခင်သူတော်စင်များသတိတန်ဝေကတရားတွေရနိုင်ကြစေဖို့အတွက်တာရကများစွာနဲ့တမပြကမြတ်ဓမ္မတို့ကိုဟောဖို့ပြမယ်ဓမ္မတွေမှဖြစ်ပါတယ်ကရဝါသောဘဟုကိစ္စဖျားဟောတဲ့ကိစ္စများများကိုဤလူပေါင်းဟာဘာနဲ့တူတယ်လို့ဆိုရင်ဖြင့်တဝီဝီပြေးလွှား ကားများရှုပ်ရာလမ်းမကြီးပတ်မှာဖြတ်တန်းရသလိုရင်စည်းကမ်းလေးတိဝဲရာကိုလည်းကြည့်တတိလည်းရှိမှအန်ဒီရဲ့ကင်းတာပါတရားချစ်ခင်သူတော်စဉ်လူဘဝလမ်းမကြီးကို ဖြတ်တန်းရမှာလေသင်္ခါရတရားနဲ့လောကဓာတ်ရှစ်ပါးရောတမမှွေသွားရင်အကြောင်းကံတွေကကပြောင်းကပြန်ဖြစ်သွားတတ်ပါလေအတိလည်းရှိတတိလည်းရှိမှ အန္တရာယ်ကင်းမှာမို့မြတ်ဖရာကအပမဒေနတံပါတိထအတိနဲ့တရိရှိကြပါလို့55ဝါတိုင်းတဲ့အချိန်ခါကာလမှာအချိန်ပေါင်း1980ပြောခဲ့ဟောခဲ့ပါတယ်တရားချစ်ခင်သူတော်စင်ဒါကြောင့်ဘဝလန်းကူးပြဿနာအာယုံအကူအပြောင်းပြဿနာမဖြစ်အောင်ယောနိသောမနတိကာရနှလုံးသွင်းစိတ်ရင်းဖြူစင်မှန်ကန်စွာနဲ့ကိုယ်နှုတ်ကိုသီလနဲ့ပေါက်ခတ် ိတ်ကိုတမာတိနဲ့ပေါင်ခတ်အတိကိုဝိပဿနာနဲ့ပေါင်ခတ်နိုင်မှဘဝမှန်ဘဝဆန်ဘဝမြတ်ကို ရမှာပါလို့အများတသိန်းကိုတရားအလင်းပြမယ်ဓမ္မသဘင်တို့နှလုံးသားကိုအလှဆင်ဖို့တရားနာကြွရောက်ပါမည်အကြောင်းလေးလေးစားစားကာရဝတရားနဲ့ဖိတ်ကြားပါလေတရားချစ်ခင်ပြုတော်စဉ်သာသနာနဲ့တကယ်တွေ့တဲ့သူဟာ ဟန်တလုံးပန်တလုံးနဲ့အချိန်မဖြုံးပါနဲ့ခန္ဓာကိုယ်မုန်းဖို့ညံကိုအတုံးချလို့အချိန်ဖြုံးပါမိမိတို့ပိုင်ဆိုင်ထားတဲ့ဟောဒီခန္ဓာကြီးကဘရက်ခိကေအကုတ်တော်ဝါပြုပြင်ရင်စောင့်ရှောက်ရင်ကပြည့်စည်နေတဲ့ရုပ်ကိုပြင်တိုင်းပြင်တိုင်းစိတ်ကိုလည်းအလှပြင်ရပါတယ်တရားချစ်ခင်သူတော်စင်ရုပ်နဲ့စိတ်ညီညီမျှမျှပြုပြင်တတ်မှဘဝတန်ဖိုးတရားတကူကြောင့် အဖို့တံမျိုးမှန်နဲ့ဘဝပိုင်ရှင်ဖြစ်လာမှာပါတရားချစ်ခင်သူတော်စင်ရုပ်ကိုဖြူစင်အေးချမ်းအောင်ရေချိုးပေးရင်စိတ်ကိုလည်းဖြူစင်အေးချမ်းအောင်တရားယူချိုးပေးရပါမယ်တရားချစ်ခင်သူတော်စင်ရုပ်ကိုအစားအစာကျွေးရင်စိတ်ကူလေတရားအစာကျွေးရပါလေတရားချစ်ခင်သူတော်စင်တမထဝိပဿနာအလုဟာစိတ်ကူအစာကျွေးနေတာပါ ရုပ်ကြောင့်အပင်မကြစိတ်ကြောင့်သာအပင်ကြတာပါတရားချစ်ခင်သူတော်စင်ရုပ်ကဒီဘဝဒီခန္ဓာဒီရုပ်တန်တရားမရှိပါ စိတ်ကြောင့်သာတန်တရားရှိရတာပါဒါကြောင့်ဒီရုပ်ကြီးရဲ့အပေါ်ရန်အရေးကွန်းလေးသာလှနေတဲ့အလှတရားကဗဒနာမကြနှလုံးသားစိတ်လှဖို့သာဗဒနာပါလို့အများလူကိုဖျားမှုနဲ့ဟောဖို့ပြမယ်ဒီကနေ့ဓမ္မသဘင်တို့နှလုံးသားကိုအလှဆင်ဖို့ တရားနာကြွားရောက်ပါမည်အကြောင်းလီလီစားစားကာရဝတရားနဲ့ဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင်